them I said if you're not going to pay we're not going to defend I said that အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခါတော့ Donald Trump ရဲ့နေတူပေါ်မှာထားတဲ့ policy တွေကအပြောင်းအလဲများရှိမလားလို့အဆူပြီးမှနေတူခေါင်းဆောင်တွေကတော့စိတ်ပူနေတယ်ပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့နေတူနိုင်ငံတချို့နဲ့ Donald Trump ကလမ်းခွဲရတော့မှာလားပေါ့။ဘာဖြစ်လို့လဲဆိုတော့ Donald Trump ကနေတူနိုင်ငံတွေကိုသူ့ရဲ့ budget ကပူမြအောင်ပေးဖို့ခဏခဏတောင်းဆိုခဲ့ဖို့တယ်။ ဒီကိစ္စကဟိုးလွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကထရော့ကအဆန့်ကျင်ပြီးပြိုခဲ့ဖူးတယ်ကွာသူ ပထမတော့သမရဦးပြန်ဖူးလုပ်နေတော့ political campaign လုပ်နေတော့မှာစာပီနေတူကိုတိုက်ခိုက်ခဲ့ဖူးတယ်ကျွန်တော်တို့ US ကပဲငွေအများကြီးပေးနေတယ်နေတူးနိုင်ငံတွေက US ပေါ်မှာရန်နှစ်ခုလုံးတယ်နော်ကျွန်တော်တို့လုတ်ပြီးသားဟာကိုသူတို့စာဖူးပဲလုပ်နေတယ်ဆိုပြီးမှဝေဖန်ခဲ့ဖူးတယ်ပထမအတော့တုန်းကလည်းသူကတော်တော်လေးဝေဖန်ခဲ့ဖူးတယ်ဆိုတော့ တူဝေဖန်တာနဲ့နေတူဖိုက်တချို့ကလည်းတတော်လေးကိုသူတို့ရဲ့ဒီ GDP တဲက2%ကိုပေးတဲ့ဟာတွေရှိလာခဲ့တယ်ကွာအရင်တော့ငါဆိုတော့နေတူနိုင်ငံမှာ30ကျော်လောက်ရှိတယ်တော့အဲ့ဒီနိုင်ငံတော်တော်များများကငွေကြေးကနည်းနည်းလောက်ပဲပေးရတယ် Trump ကပြင်းပြင်းထန်ထန်ဝေဖန်ပြီးတဲ့နောက်ပိုင်းမှာနေတူနိုင်ငံ15နိုင်ငံလောက်ကသူတို့ရဲ့နိုင်ငံရဲ့ income 2 GDP% လောက်က2 GDP% လောက်ကပြန်ပေးလာတယ်ပေါ့နော် ဆိုတော့သူပြုတ်ပြီးနောက်ပိုင်းမှာတော်တော်များများကလည်းဒီငွေကြေးပိုင်းဆိုင်ရာမှာဆိုတော့ပေးလာခဲ့တယ်အခု Trump ကပါပြန်ပြောလဲဆိုတော့အဲ့ဒီ2%ကနေလို့နေကွာ GDP 5%လို့ခင်ဗျားတို့ပေးတင်တယ်ဆိုပြီးမှ Trump ကပြန်ပြောလာတယ်ခက်တာတစ်ခုကတချို့နိုင်ငံတွေကအဲ့ဒီ GDP တွေက5%ပေးရဆိုတော့လုံးဝကိုမဖြစ်နိုင်တာတဲ့ is impossible တဲ့မြားလို့နေပေါ့နော်ငွေကြေးကွာငွေသားလို့နေဆိုရံမြားလို့နေလို့သူပြောလာတယ် ဒုက္ခပါလဲဆိုတော့မင်းတို့မပေးဘူးဆိုတော့မင်းတို့ကကျွန်တော်တို့ US US ဖက်ကကာကွယ်ရှောက်ရှောက်ပေးမှာမဟုတ်ဘူးဆိုပြီးမှချင်းချောက်လာပြန်ရောဆိုတော့အခုလူမျိုးသားတို့အခြေအနေကဆက်လက်ပြီးဖြစ်နေမယ်ဆိုတော့ပရိသတ်တို့အနေနဲ့ကိုပိုင်36လက်ကိုလုတ်ပြီးမှ comment မှာဝင်ရကြပါအောင်နောက်နောက်မှာသူတို့ Trump တားအဲ့လိုမျိုးလုတ်မယ်ဆိုတော့နေတူးနဲ့တကယ်ပဲ US ကလမ်းခွေးနိုင်ချေရှိလာပေါ့နော်နားထောင်ကြည့်အောင်သူကပြောလဲဆိုတာ7 years ago mm. and because of that they paid hundreds of billions of dollars I said, if you're not going to pay your bills, we're not going to defend you. And it also went for the attack. But if they got attacked, they said, well, does that mean you won't defend us? I said, are you current or are you delinquent? So are you current or are you delinquent? ဒုက္ခပြောနေတယ်လွန်ခင်းတဲ့ခုနှစ်နှစ်ဒုက္ခဒီကိစ္စကျွန်တော်ပြောပြီးပြည့်တယ် ကျွန်တော်ပြောပြတဲ့နောက်ပိုင်းမှာပဲကျွန်တော်100 of billion ခမရတော့ပေးလာတယ်လို့ပြောတယ်အခုတိုက်ခိုက်ရင်းနဲ့ပတ်သက်လာတယ်သူပြောလာတယ်ပေါ့နော်ကျွန်တော်တို့ကိုကွာတဆုံတရောက်ရောက်ကလာတိုက်ခိုက်တယ်ဆိုရင်တော့ US ကကာကွယ်ပေးမလာလို့သူကနေတူးအတင်းပွင့်အတင်းဝင်ဖို့တချို့က Trump ကိုမင်းနေတယ် Trump ကလည်းသူတို့ကိုပြန်မဲတယ်မင်းတို့ဖက်ဆံပေးလာငွေပေးလာနေတူးနေတူးဖွဲ့ဝင်တာအဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်မပေးဘူးလားဆိုတော့မင်းတို့မပေးဘူးဆိုရင်တော့ကျွန်တော်တို့ကကာကွယ်မှာမဟုတ်ဘူးဆိုမှဒေပြောလိုက်တယ် ဆိုတော့အဲ့ဒီကိစ္စအဆိုဒါက March 6မှာပြောထားတာတော့မနေ့ကပဲသူကပြောထားတဲ့ကိစ္စဖြစ်တယ်။ဟိုးလွန်ခဲ့တဲ့တနေ့မှလည်းတလျှောက်လုံးသူပြောလာတယ်။အခုနောက်ဆုံးမနေ့မနေ့ March 7ကမနေ့ပဲအခုလိုမျိုးပြန်ပြောထားတာရှိတယ်ပေါ့နော်။ဆိုတော့မင်းတို့မပေးဘူးဆိုတော့မမကောက်ွေပေးဘူးပဲ။ဟာနော်။ကုရဲ့ဘောရာချင်းချင်းကုရဲ့မိတ်ဆွေချင်းချင်းကိုလိုပြောပြောတဲ့ခါကျတော့တော်တော်လေးတော့အကွိုင်းတက်ကြတာပေါ့။တချို့လူတွေကအာဒါက ဒေါ်နယ်ထရမ့်ရဲ့ policy ကအပြောင်းအလဲရှိပုံပေါ်ရဆိုမှလည်းစူးရင်နေကြတာတို့ရှိတယ်ကွာဆိုတော့ပြစ်တဲ့တော့အနေနဲ့ဘယ်လိုသုံးသပ်ချင်လဲပြောကြည့်ပေါ့ I said if we were delinquent would you I said no I would not mm. and because of that မပေးဘူးစင်တော့မင်းကကောက်ွယ်ပေးမှလားလို့အမေကဆို no မပေးဘူးစင်မင်းတို့ကကျွန်တော်ကောက်ွယ်ပေးမှမဟုတ်ဘူးတဲ့ hundreds of billions of dollars came into net you wouldn't have nato right now if i weren't there and your previous secretary general has said that he said he's never seen anything like it. When I came to NATO, so Trump got up in there. When I'm at Duke, got up your time to go to Jordan or Pumman Babe Bono. And you know, got need to yet. အာ secretary general ကပြောတယ်တဲ့အခုလိုမျိုးကနေတူကဖတ်ဆန်ပေးတာမျိုးတခါမှကျွန်တော်တို့မတွေ့ဖူးဘူးတဲ့မင်းပြောပြတဲ့နောက်ပိုင်းမှာပဲနေတူအဖွဲ့ဝင်တွေကဖတ်ဆန်တွေကိုဘေးလာခဲ့ကြတယ်ဆိုပြီးမှ ပြောတာရှိတယ်တဲ့ထရမ့်ကပေါ့နော်ဒါကတော့ထရမ့်စ်စတိုင်ပါပေါ့နော်သူကူဆိုမြေရန်တော့ကြောနေတယ်ကျွန်တော်ဒါမရှိခဲ့မဲ့ဆိုတာရင်းကဖြစ်မှာမဟုတ်ဘူးကျွန်တော်ကပဲကောင်းဆုံးလုပ်နိုင်တယ်ဆိုတော့သူရစတိုင်ပါပေါ့နော် first set by first meeting i noticed that people weren't paying their bills at all mm and i said i should wait till my second meeting and i mm. then i brought that up ဆိုတော့ပထမအစည်းအဝေးမှာတဲ့ကျွန်တော်သတိထားမိတာကနေတူအသင်းဖွဲ့ဝင်တွေက တချို့တွေကလုံးဝဖက်ဆာကုန်ပေးတာတဲ့အဲ့ဒီဒီကောက်ကွေရေး budget မှာပေါ့နော်အဲကျွန်တော်အာကျွန်တော်ကဒုတိယစီဝေးကိုစောင့်ကြည့်မယ်ဆိုပြီးမှပြောတယ်ဒုတိယစီဝေးမှာကျွန်တော်ကအဲ့ဒီကိစ္စကိုပြန်ပြောတယ်လို့ပြောတယ်အဲ့ဒီပြန်ပြောပြီးတဲ့နောက်ပိုင်းမှာပဲနေတူတူကအဲ့ဒါစပြီးမှသူတို့ရဲ့ပေးရမယ့်ငွေတွေကပေးလာတယ်ဆိုတော့ Trump ကပြောတယ်ပေါ့နော် you know pay your bills we're not going to participate we're not going to protect you မင်းတို့မပေးဘူးဆိုကျွန်တော်တို့ကကောက်ွေးရှော့ရှော့ပေးမှာမဟုတ်ဘူးလို့သူကပြောတယ်ပေါ့ it was amazing how the money came in the money came in and now they have ဆိုတော့ကျွန်တော်ပြောမှာပဲเนาะလုံးဝအထူးထူးခြားခြားပဲဖက်ဆန်တွေကအပုံလိုက်ကြီးဝင်လာတယ်ပေါ့เนาะအခုကနေတူကဖက်ဆန်ရှိတော့ပြီဆိုတော့ Trump ကပြောနေတယ်ဒါမဲ့မလုံလောက်သေးဘူးလို့ပြောနေတယ်ဒီထက်မကပူများအောင်သူတို့ကပေးတင်နေဆိုမှပြောတယ်ပေါ့เนาะ they don't pay i'm not going to defend them no i'm not okay law ဒါကတော့အတီးပြူသွားတာကွာခုန journalist တယောက်ကဘလူမေးလဲဆိုတော့ဆိုတော့မင်းပြောတဲ့ပုံစံဆိုတော့နေတူအတင်းဝင်တချို့ကအဲ့ဒီငွေတွေကိုမပေးဘူးဆိုတော့မင်းကမကောက်ခွေဘူးဆိုတဲ့သဘောလားဆိုပြန်ပြန်မေးတယ် Trump ကတော့ဒါကတော့ common sense ပဲပေါ့နော်ဒါကုအသိစိတ်နဲ့တိလို့ရတယ်တဲ့သူတို့ကမပေးဘူးဆိုတော့ကျွန်တော်တို့ကဘလူလို့ပြီးသွားကောက်ခွေပေးမှလဲတဲ့ဆိုတော့လုံးဝအတီးပြူသွားတာ Damn that is sad guys but now I got into a lot of heat when i said that you should all ဆိုတော့ကျွန်တော်ကအဲ့လိုမျိုးပြောတဲ့ခါကျတော့လုံးဝတော်တော်များများအပြုတ်ခံနေတယ်အမေကနေတူးရဲ့ဗာလဲဂတိတရားတွေကိုနော်နေတူးရဲ့ဂတိတွေကိုဖြစ်ချူဖြတ်တာလားတက်စာဖတ်ဖို့လုပ်နေတာလားကျွန်တော်ပြောပြီးမှကျွန်တော်ကတော်တော်များများအပြောခံခဲ့ရတယ်ဆိုမှပြောရပါတော့နော် And you know the biggest problem I have with NATO I I really you know I mean I know the guys very well they're friends of mine but if the United States was in trouble and we called them we said, we got a problem, France. We got a problem, uh, a couple of others I won't mention. Do you think they're going to come and protect us? Mm-hmm. They're supposed to. ဆိုတော့ထရမ့်ကတော့မိခွန်းတွေပြထုတ်တယ်ပေါ့လို့ကျွန်တော်နေတူခေါင်းဆောင်တွေနဲ့တီကြွန်တဲ့လူတွေလည်းရှိတယ်တီးတဲ့လူတွေလည်းရှိတယ်တဲ့တကယ်လို့အမြ US ကပြဿနာကြီး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 ကြုံတွေ့ရဆိုပါဆိုဆိုတော့ကျွန်တော်ကကဲမိတ်ဆွေတို့ရဲ့သူငယ်ချင်းတို့ကျွန်တော်ကဒုက္ခရောက်တယ်ပြီ လာကူကြီးကြပါလို့ဖုန်းခေါ်မယ်သူတို့ကလာမယ်ပေါ့လာမလားပေါ့တိတ်မတိချဘူးတဲ့ဆူရတဘောကကျွန်တော်တို့ဒါဒုက္ခရောက်မယ်ဆိုတော့ဒီနေတူးနိုင်ငံတွေကကျွန်တော်တို့ကိုကောက်ကွေရှောက်ရှောက်ပေးမှာမဟုတ်ဘူးဆူရတဘောပါထရမ်ရဲ့ပြောတဲ့ပုံစံကောနော်ဒီအပြင်ဘုဆုံးဝိုင်းစတေးလေးဆိုတော့အာ I view nature as potentially good but တော့မေခွန်းက ဒါဆိုတော့မင်းရဲ့နေတူးအမင်ကပါလေလို့မေးတယ်ဆိုတော့နေတူးကျွန်တော်နေတူးပုံမှာကျွန်တော်အမင်ကတော်တော်လေးတော့ကောင်းတယ်ပေါ့နော်ကောင်းတာခြေလို့များကြည့်ရှိလို့သူကပြောတယ် You got to get some good thinking in there. It's very unfair what's going to happen. And until I came along, we were paying close to 100% of NATO. So think of it we're paying 100% of their military, and they're screwing us on trade. အဲဒီမှာရှောင်းကတဘုံမချတာပါလဲဆိုတော့သူကောင်းတော့ကောင်းတယ်တဲ့နေတူးကလုံးဝကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုကျွန်တော်တို့အပေါ်မှာလုံးဝသူတို့ကမတရားဘူးတဲ့ကျွန်တော်တို့ကများသောအဖြစ်ငွေချေးအဖြစ်နော်စစ်ပိုင်းဆိုင်ရာမှာပဲအဖြစ်တရားရခိုင်လုံးနီးပါလောက်ပဲတာဝန်ယူပြီးဖြစ်ရှင်းခဲ့တာတဲ့အဲ့ဒီမှာသူအပြန်ကြတော့သူတို့ကကျွန်တော်တို့ကိုဒီကုန်တူရေးစနစ်ပိုင်းမှာကျွန်တော်တို့ကိုလုံးဝအဆောခံရတယ်ဆိုပြီးမှပြောတယ်ပေါ့နော်သူ point ကပါလဲဆိုတော့ကျွန်တော်တို့အမှန်ပြောမယ်ဆိုတော့ US က ယူရိုပကထုတ်တဲ့ကားတွေအကုန်လုံး BMW ရော Mercedes ရောနော် Audi ရောအကုန်လုံးဝေခဲ့တာကိုဒါပေမဲ့ယူရိုပက US ဘက်ကထုတ်နေတဲ့တောင်ဒီလေယာဉ်ဖြစ်စည်းတွေဘရော့ vegetable တွေကအဆကွာမဝေဘူးဖြစ်နေတယ်အဲ့ဒါက Trump ကခုနကပါလဲဆိုတော့ဒီကုံတွေးရေးပိုင်းမှာကျွန်တော်တို့ကတော်တော်လေးဆောက်ခံရတယ်ကျွန်တော်တို့ကသူတို့ဘက်ကတကုံဝေပြီးအားပေးပြီးမှသူတို့ကကျွန်တော်တို့ကိုအားမပေးဘူးမဝေဘူးဆိုမှပြောခဲ့တယ်ပေါ့နော်ဆိုတော့ ဒါကတော့သူနေ 2K စနဲ့ပတ်သက်ပြီးမှချိတ်ဆက်ပြီးသူကတော့ပြောတာပေါ့နော် I don't know. I, I, can't tell you. I'm going to Saudi Arabia. Okay. Been, you know, I've, 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 made a deal with Saudi Arabia where, because normally you go to UK first. And last time I went to Saudi Arabia, they put up 450 ဘယ်နေတော့ရှင်းတော့တယ်အဲ့တော့ဒီဆာဆာဒီအာရဗျာတူကတော့ပိုအစီအစဉ်တွေပြောတာပါဘာဖြစ်လို့လဲဆိုတော့ဒီဆာဒီအာရဗျာကလည်း US မှာကွာ450 billion လောက် investment လုပ်ထားလို့ရှိတယ်ပေါ့နော် In the case of an Article 5 violation, or of course the, the part of the Washington Treaty that says if one NATO member is attacked, all all consider themselves to have been attacked. So, in my point, the question, my, through your NATO, your the board to such a နေတူးနိုင်ငံတခုတာအတိုက်ခိုက်ခံတယ်ဆိုတော့ဒါကနေတူးနိုင်ငံအားလုံးပေါင်းပြီးအတိုက်ခိုက်ခံတယ်လို့ကျွန်တော်တို့တက်မှတ်မယ်ဆိုပြီးမှပြောထားတယ်။ဆိုတော့ဥပမာရုရှားကနေတူးနိုင်ငံတနိုင်ငံတခုကိုသွားတိုက်မိတယ်ဆိုတော့နေတူးနိုင်ငံအားလုံးပေါင်းပြီးမှရုရှားကိုဆော်မှာပဲချမှာပဲပေါ့။ဒါပေမဲ့အခုနထရမ့်ပြောတဲ့စကားကိုပြစ်တဲ့တော့မှတ်မိသေးတယ်ဆိုတော့သူတို့ကငွေကြေးတွေမပေးဘူးဆိုတော့ကျွန်တော်တို့ကသူတို့ကိုဂူငီမှာမဟုတ်ဘူးကောက်ကိုရှော့ရှော့မှာမဟုတ်ဘူးတဲ့။ဆိုတော့ထရမ့်ပြောတဲ့စကားလုံးတွေက နေတူးအဖွဲ့အစည်းရဲ့ ဒီဥပရေပေါ့နော်ဒီစီမင်းစီကန်းတွေနဲ့မကန့်ညီဘူးဖြစ်နေတယ်အဲ့ဒါကြောင့် truck ကိုပြောတာပေါ့နော်သူကဂတိကဝက်ကိုချူဖောက်တယ်လို့ဆွဆွေးပြောစုခံခဲ့တယ်ပေါ့နော်ဒါကတော့ point တစ်ခုဖြစ်နေတယ်ဆိုတော့ပြစ်တက်တော့စဉ်းစားကြည့်ဘလူတုံးတစ်ချက်လုံးမလဲကောင်းတစ်ချက်လုံးမလဲ comment မှာဝင်ကြည့်ပါအောင် Not just Article 5 that's under consideration here, Kristen. This potential decrease in support to NATO by the United States could also see the Trump administration basically calibrating which exercises, military exercises, they would participate in based off whether the countries are meeting this threshold, this monetary threshold. And it could also make det uh, determine where U.S. military troops will be stationed and where they could be withdrawn from. So, yeah. right now NATO says that all members... အခု US ရဲ့ပုံစံက NATO အဖွဲ့အစည်းချင်းချင်းတောင်မှကွာဖတ်ဆံပေးတဲ့အဖွဲ့အစည်းမှာပဲ US ရဲ့တက်ကတော့ပြီးမှကူညီတဲ့သဘောမျိုးရောက်နေတယ်ပေါ့နော် ကျွန်တော်ပြောတာကဥမာခွာဒီနေတူးဖွိတ်က30လောက်ရှိတယ်အဲ့ဒီ30မှာငါးနိုင်ငံကမပေးနိုင်ဘူးဆိုပါဆိုအသူတို့ငါးနိုင်ငံကလည်းပေးတော့ပေးမှာပဲဒါပေမဲ့ threat hole ပေါ်တော့သူတို့ရဲ့ကန်တက်ချက်ကိုမပေးနိုင်ဘူးဆိုပါဆိုဆိုတော့အဲ့ဒီငါးနိုင်ငံကဒုက္ခရောက်နေတယ်ဆိုရင် Trump ကသူ့ရဲ့ US တပ်သားတွေကိုလွှတ်မှာမဟုတ်ဘူးပေါ့ဆိုတော့ပေးနိုင်တဲ့လူကပြပြဝဝပေးနိုင်တဲ့လူလူစီမှာပဲတော်ပြီးမှကူညီမယ်အနေထားဖြစ်တယ်ပေါ့ are supposed to pay 2% of their GDP towards defense. Mm. The Trump administration has been calling now for several weeks for that to be increased. to 5%. Chris Natchley. That is another point. အရင်တော့ကအဒီနေတူတင်းဖွင့်ဝင်တွေကကုနိုင်ငံမှာဝင်ငွေက2% GDP ကိုပေးဖို့ပြောခဲ့တယ်။ဆိုတော့ဒါကလည်းနေတူတင်းဖွင့်ဝင်တော်တော်များများကပေးတယ်။အခုပြဿနာက Trump ရဲ့အစိုးရက2%မဟုတ်တော့ဘဲနဲ့အစိုးရရဲ့ဝင်ငွေကြီး GDP 5%ကိုပေးဖို့သူတို့ကပြန်ပြောတယ်ဆိုတော့တချို့အနေတူဖွဲ့တွေကဒါမှကျင်းတဲ့တော့ဟာဒါဆိုတော့မင်းတို့လွန်သွားပြီပေါ့ကွာ5% GDP is impossible ရမ်းများလို့နေဆိုပြီးမှပြောလာတဲ့လူတွေရှိလာတယ်အဲ့ဒါကတော်တော်လေးပြဿနာတစ်ခုဖြစ်နေတဲ့ the point အဲသူတို့ကအဲ့ဒီ5% GDP မပေးဘူးဆိုရင်အဲ့ဒီနေတူးနိုင်ငံတွေကတယောက်ယောက်နဲ့ဒုက္ခရောက်တယ်ဆိုတော့ US ကအသွာပြီးကူညီပေးမှာမဟုတ်ဘူးဆိုတဲ့သဘောအနေထားနဲ့ပြောတာပေါ့တော့ quantum အခြေရှိရပေါ့နော် the U.S. doesn't pay 5%. We're right around 3.9% as of 2024. Yeah, u States d o e g d p 5% ma pay bu through how extraordinary that he, and I think we have to put a fine point on this, confirmed your reporting from earlier in the day and just notable to hear him talk about that. You also have exclusive reporting about allies possibly scaling back intelligence sharing with the United States. Ooh, guys, that is insane. Aku US Mahamik Ringale Aku Trump Kun Mipiopia Pungsansuno Truga Lipian Chipa Pulone. Turo ye intelligence sharing. No top line dream a chat the letter. Short sharp တို့ကသူတို့ဒီနိုင်ငံချာကသူတို့ကတဖွဲ့သေးဆိုတော့လေအဲ့ဒီထောက်လိုင်းသူရင်းချက်လက်တွေကိုလည်းတယောက်နဲ့တယောက် sharing လုပ်တာကိုမျှဝေထားတာကိုအခုနေသူအဖွဲ့ဝင်တွေက US ပေါ်မှာအရင်တုန်းကလူနော်ထောက်လိုင်းသူရင်းချက်လက်တွေကိုမျှဝေဖို့ short ချအောင်လုပ်လာတယ်နော်ပြန်လေခြေပါတဲ့တပုံမျိုးဖြစ်လာတယ်ဆိုတော့ guys နော်မချင်းနေမကောင်းတော့ဘူးသူတို့တလန်းခွေးမယ်ဆိုတော့ oh တရုတ်နဲ့ရုရှားတို့တော့အေးကောင်းပြီဟဲ့ကောင်းပြီကောင်းပြီစပီမချတော့မှာ the biggest concerns that you're hearing on the world stage. Mm. Yeah, and Kristen, again, these are some of the historically closest United States allies mm. who have established this group called the Five Eyes. It's five nations that share this very highly classified technical intelligence information with. Sure, what? Since that, the mind is so long. Dinangay nung ka, let's do, no, put do it, ကောင်းတဲ့ဖြစ်ဖြစ်ဆူတဲ့ဖြစ်ဖြစ်နော်အရှင်တန်လာခဲ့တဲ့နိုင်ငံတွေမိတ်ဆွေတွေမဟာမိတ်တွေကွာအခုနောက်ပိုင်းကြောင်းမှာ Trump ကအဲ့လိုပြောတဲ့ခါကျတော့အဲ့ဒါကြောင့်ခဏခဏပြောနေတာကျွန်တော်က Trump ကိုကြိုက်တဲ့နေရာတွေအများကြီးရှိတယ်ဒါပေမဲ့မကြိုက်တဲ့နေရာတွေလည်းအများကြီးရှိတယ်အထူးသဖြင့်ကွာသူ့ရဲ့ foreign policy နဲ့ပတ်သက်တာမျိုးကျွန်တော်လုံးဝကိုသဘောမကျတာအခုလိုမျိုးပေါ့နော်ဆိုတော့နင်းနေနင်းနေတော့သူ့ရဲ့ပြောတဲ့ကွတ်တွင်ကလည်း point တော့အများကြီးရှိတယ်ဒါပေမဲ့ပရိသတ်တို့စဉ်းစားကြည့်ကွာကိုယ့်ရဲ့အင်နာနီကိုယ့်ရဲ့အင်နီနာချင်းနဲ့ မတည့်တာမျိုးမကောင်းဘူးလေကုရဲ့မဟာမိတ်နဲ့ကုရဲ့မိတ်ဆွေမျိုးအရင်တုန်းကတမိုင်းစင်နာတလျှောက်ခင်လာတဲ့အပေါင်းအသင်းတွေနဲ့မိတ်ဆွေနဲ့မတည့်အောင်လုပ်တာမျိုးကမကောင်းတော့ဘူးလေဒါကတော့တော်တော်လေးတော့စိတ်ပြည့်မိတယ်ပေါ့နော် one another at higher levels အဲ့ဒီမှာ five eyes intel sharing ဆိုတာရှိသေးတယ်ပေါ့ဒီမှာ US ရေ UK ရေ Australia ရေ New Zealand ရေ Canada ရေ by the way ဒီမှာတစ်ချက်လို့နော်စကားမစပြောပြရစေလွန်ခဲ့တဲ့နှစ်နှစ်၃နှစ်လုံးတုန်းက တရုတ်နဲ့ဒီအာဩစတြေးလျကပြည်နာတက်ခဲဖူးတယ်တရုတ်ကဘယ်လိုပြောလဲသိလားမင်းတို့ကမျက်လုံးกว่าငါးလုံးပဲရှိရှိခုနှလုံးပဲရှိရှိတဲ့မင်းတို့မျက်လုံးတွေကိုထူဖောက်ပြီးမှမျက်လုံးကန်းအောင်လုပ်ပလိုက်မယ်ဆိုပြီးမှတရုတ်ကဩစတြေးလျကိုချိန်ချောက်ခဲဖူးတယ်กว่าမနစ်တနစ်ကဒီဩစီရဲ့ဒီအာရေပင်မှာတရုတ်ရဲ့တင်ပိုးတွေဟွာတွေလက်ချင်းရေတွေလုတ်တယ် ဆိုတော့ OC ကတော့တိုးလေးစိတ်ဆူးနေတယ်ဩစတြေးလျကတရုတ်ကိုပစ်တင်ရှုတ်ချတယ်အာတောင်းပန်တင်တယ်ဆိုမှပြောလာတယ်တရုတ်ဘက်ကဘလူးတုံပြန်လဲတင်လာတောင်းပန်စရာကိုမလူတာဆိုမှပြောတယ်တရုတ်ကဩစတြေးလျကိုတိုးလေးကိုနေတာဆိုတော့ဟောရင်တော့ကလေတရုတ်ကချင်းချောက်ခဲ့ဖူးတယ်မင်းတို့မျက်လုံး6လုံးမရှိရှိ9လုံးမရှိရှိကျွန်တော်တို့ထူဖောက်ပလိုက်ပြီးကားအောင်လို့ပလိုက်မယ်ဆိုမှပြောခဲ့ဖူးတယ်ဒါက5 eyes alliance လို့ခေါ်တယ်ဗောနော်ဒီရုပ်စာတွေလည်းရှိသေးတယ် than they they share intelligence with other nations. Now, some of these allies are now concerned that the United States seems to be trying to normalize relations with Russia. President Trump has. Eh, Rama, so the appoint nga appoint ka U.S. na long wa ni ni kak kak kwa tro ye thok lai ye tri chat da ko share lo re na ngai phit de. Aku tro ka sai pu la bi. UK, Australia, New Zealand, Canada ka sai pu la bi. Ba phlo le so ro Russia ne US ka tro ye ဒီဆက်တွေ့ရေးက normalize ဖြစ်ဖို့ညာအတွက်ပုံမှန်အတိုင်းပြန်သွားဖို့ညာအတွက် US ကကျူးစားနေတာဟာကိုတွေ့တဲ့ခါကျတော့ဒီအဖွဲ့တွေကလည်းစူးရင်လာဟောဒီ USG ကကျွန်တော်တို့ရန်သူကြီးမားတဲ့ရုရှားကြီးနဲ့ပြန်တွေ့ဖို့လုပ်နေတာကိုသူတို့ရဲ့အာဆက်ဆံရေးက normal people ပြန်လုပ်ဖို့ကျူးစားနေရတယ်ဆိုပြမပြောလာခဲ့ရပေါ့နော်ဆိုတော့ဘော်လာတို့ရေးချင်းနေမှမမှုပေါ့နော် pretty openly about that effort because of that they are concerned now about sharing some of that most sensitive information with the United States. အဲ့ဒါအကြောင်းပေါ့နော်သူတို့အမှလည်းလုံးဝထီမရနော်ထီလွေရှလွေဖြစ်နေတဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို US နဲ့ sharing လုပ်ဖို့ရတဲ့စိတ်ပူလာကြတယ်ပေါ့နော်ကဲဒါကတော့အမှန်တရားပဲမယုံရင်တော့ Trump ကအခု Russia ရဲ့စီးပွားရေးပိတ်ဆို့ပိုင်းမှာနော်အဲ့ဒီပိတ်ဆို့ဟာကို lift up လုပ်ဖို့လုပ်နေတယ် US ကလည်း ဆိုတော့ US ကရုရှားနဲ့ပြန်လဲတင်းမြှဖို့ရန်ပေါ့နော်သူတို့ရဲ့စစ်ဆင်ရေးကပုံမှန်ဖြစ်ဖို့ရတော့ဂျူစားနေတယ်ထရမ့်ကပေါ့နော်ဆိုတော့ပရိသတ်တို့ဘလို့သုံးသက်ချက်လို့မလဲဒီအတိုင်းသာနေတူနဲ့ US တို့တကယ်ပဲရုတ်တရက်ကြီးလမ်းခွေးသွားမယ်ဆိုရင်နော် US တယောက်တည်းပဲတကယ်ပဲတက်ရှင်နိုင်မလားဥပမာကွာ US နဲ့တရုတ်ရန်ဖြစ်တယ်ဆိုပါစို့နော်လုံးဝထိုင်ဝမ်အရေးမှာချတယ်ဆိုပါစို့ကွာဒါက scenario scenario တစ်ခုကျွန်တော်ပြောပြတာပါ ဆိုတော့သူတို့တယောက်ကြီးတာနေမယ်ဆိုတော့ယူရိုပိုင်းကနော်လုံးဝသူ့ရဲ့နေတူးနိုင်ငံတွေက US ကိုမကူညီဘူးဆိုတော့ US ကဘလောက်ပဲတာမန်တာမန်တကယ်ပဲတယောက်ထိရှင်တန်နိုင်မလားကဘာကြီးနဲ့တကယ်ပဲရင်ဆိုင်နိုင်မလားပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကနေနေရစိုးရင်တာကဒီ Trump ရဲ့စုရကသူလုံးတဲ့အရာအများကြီးတဲ့အကောင်းဆုံးအများကြီးတဲ့မှာအခုလိုမျိုးကုအင်နီနာချင်းကုရဲ့မဟာမိတ်တွေအပေါ်မှာသူ့ရဲ့လုံးရက်တွေဆက်ဆံရေးတွေလို့တာတော့တော်တော်လေးစိုးရိမ်မိတယ်ပေါ့နော်ဒါတော့ကုပိုင်သုံးတစ်ချက်ပါ ရိသတ်တို့အနေနဲ့ကိုပိုင်တော့တချက်လေးတွေနဲ့ comment မှာဝင်ရကြပါပေါ့နော်ကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ YouTube သဘောကျတယ်ဆိုတော့ subscribe လုပ်ပေးချင်တာအပီလို့ရပါတယ်ဘုဟုတ္တရရစေပါတယ်ပေါ့နော် Thank you so much for watching beautiful people I love you guys I will see you back in my new video take care God bless